်ဟယ်လို everyone အားလုံးနေကောင်းကြလားမတွေ့ရတာလဲကြာပြီပေါ့နော်တကယ်တော့ကျွန်မဒီရက်ပိုင်းဒီလပိုင်းမှာအရန်အလုပ်တွေများတယ်အဲ့ခါကျတော့ page မှာလည်းစာတွေ video တွေတေချာမတင်ပြဘူးပေါ့နော်နောက်တစ်ခါဒီအလုပ်များတဲ့အပိုင်းရောနောက်ဒီ page မှာကျွန်မတင်တဲ့စာတွေကို copy paste လုပ်ပြီးတော့ live ပြီးတင်နေတဲ့သူလေးလဲသူလဲရှိတယ်ပေါ့နော်အဲ့ခါကျတော့ကိုကအချင်းပြပြစာတင်လိုက်သူကစက္ကမိုင်းအတွင်း copy paste လုပ်ပြီးတော့သူ့ page မှာ live ပြီးတော့တင်တယ် ဒီ جماعه ရဲ့ပုံကိုတုံးတဲ့ခါလည်းရှိတယ်မတုံးမဲနဲ့သူ့ပတ်တာသူပုံထပ်ဖြေတာရှိတယ် جماعه ပုံနဲ့သူ့ပုံကိုပေါင်းပြီးတော့တင်တာမျိုးတွေရှိတယ်ပေါ့နော်စာကတော့ကိုစီကနေအကုန် copy ကူးလိုက်တာပေါ့အောက်ကနေဟိုကူးယူဖော်ပြခြင်းမပြုပါနဲ့ဆိုတဲ့ဟာကိုက copy ကူးပြီးတော့တင်တဲ့ခါကျတော့ جماعه လည်းနောက်ပိုင်းနည်းနည်းစိတ်ညစ်လာတာလည်းပါတယ်ပေါ့နော်ကိုကအရှင်ပြီးပြီးတင်လိုက်သူကအလိုလိုက်တင်ကူးတင်လိုက်ဆိုတဲ့ခါကျတော့ ဲ့တော့နည်းနည်းလေးအဆက်ပြတ်တလို့ဖြစ်နေရပေါ့နော် page ကသူတွေနဲ့အခုဒီနေ့မနက်မှတရားတာဒီကျမရဲ့ page နာမည်ကိုတုံးပြီးတော့ account တစ်ခုဖွင့်ထားတဲ့သူ ရှိတယ်ပေါ့နော်ဘယ်သူမှတော့မသိဘူးဒါပေမဲ့ဒီ profile နဲ့ cover လေးကိုကျမရဲ့ page အတိုင်းယူထားတဲ့နာမည်ရောပြီးရင်ဒီကျမရဲ့တငယ်ချင်းတချို့ကိုလည်း like add ထားတယ်စကားတွေ like ပြောတယ်ပေါ့နော်ငွေကြေးကိစ္စတချို့တွေပါပါလာတဲ့ခါကျတော့ကျမဒီကနေပြောချင်တာကကျမဒီဘယ်သူတူတူတယောက်စီကိုမှ messenger အနေဖြစ်စေ တခြားသော communication channel တွေဖြစ်တဲ့ Telegram တို့ TikTok တို့ပေါ့နော်အစုံအဲ့ဒီကနေဘသူစီကိုမှလိုက်ပြီးတော့စာနဲ့ဆက်သွယ်ခြင်းမျိုးမရှိပါဘူးကျွန်တော်ကမေးစရာရှိလို့ရှင်လဲ comment ကနေပဲမေးကြတယ်ပေါ့နော်အဲ့ကနေပဲ reply ပြန်ပါတယ် page ရဲ့ messenger ကလည်းဖွင့်ထားခြင်းမရှိပါဘူးမရဲ့ page ကဒီ Netherlands နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတချို့တော့ EU နိုင်ငံတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးခြင်းပဲဖြစ်တယ်ပေါ့နော်အခချင်းငွေနဲ့ visa လျှောက်ပေးခြင်းအကြောင်းလျှောက်တာအလုပ်လျှောက်တာအစရှိသဖြင့် အဲ့လိုမျိုးကိစ္စရက်တွေကိုဆောင်ရွက်ခြင်းမရှိပါဘူး agent လည်းမဟုတ်ဘူးပေါ့နော်နောက်တစ်ခါကကိုယ်စီကိုဒီစုံတယောက်ကကိုယ်နဲ့မတီးတဲ့တယောက်ယောက်ကလာပြီးတော့စကားတွေဆလာပြောအလုံးစုံအဆင်ပြေဘယ်နိုင်ငံကိုရောက်မယ်ဘယ်လိုလဲအဆင်ပြေမယ်ဆိုပြီးတော့ပြောရင်အလွယ်တကူမယုံကြဘူးလည်းပြောချင်ပါတယ်နယ်သာလန်ဒီပြည်ဝင်ကွင်းခက်ခဲတဲ့တင်းကျပ်တဲ့နိုင်ငံထဲမှာပါပါတယ်ကိုကုံ online ကနေဒီစုံတယောက်ကမတီးပဲနဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ဟာမျိုးတွေဂျုံလာခဲ့လို့ရှင်လည်းမယုံကြဘူးပြောချင်ပါတယ်ကျွန်မ page ကနေတော့ဘယ်သူစီကိုမှဆက်သွယ်ခြင်းမရှိပါဘူး page ကိုအခုချိန်ထိ follow လုပ်ပေးကြတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်မအဆင်ပြေကြပါစေ